Hello အားလုံးပဲမင်္ဂလာပါ The Great Godzilla ထဲရောမှပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကြည့်ပေးမယ် pick up by အ reading ကတော့သင်ကပေါ့နော်နောက်တစ်ချိန်မှာဘယ်လိုမျိုးကပီးတွင်ပြီးတော့ကြံရစ်ခဲ့မဲ့သူလဲဆိုတာကိုကြည့်ပေးမှဖြစ်ပါတယ်အဲ့တော့ပေးထားတဲ့ပုံလေးသုံးပုံနဲ့ကနှစ်သက်အပုံလေးတစ်ပုံကိုရွေးချယ်ထားပါမိရလင်းနေရနော်စင်ပြေရလား โอเคဒါဆိုရင်ပုံရိပ်လို့ပြီးလောက်ပြီးထင်ပါတယ်เนาะအဲ့တော့ Facebook ကနေ Terror မင်းများလို့ပါက Facebook ရဲ့ search bar မှာ The Great Godzilla Terror လို့ရိုက်ရှာလိုက်လို့ရင် page ကိုအလွယ်တကူရှာတွေ့နိုင်မှာဖြစ်ပါတယ် page messenger ကနေလည်းလာအောင်မင်းများလို့ရသလို video တိုင်းမှာ Viber Telegram WhatsApp phone number တွေလည်းထည့်ပေးထားပါတယ် YouTube ကနေ radio နဲ့ကိုပုံမှန်ကြည့်ရှုနေတဲ့ဆိုရင် YouTube channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော် YouTube video တိုင်းအောက်မှာ Facebook page link ကို Viber Telegram WhatsApp phone number ရောထည့်ပေးထားပါတယ် ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်ဝမ်းလေးတွေကြည့်လိုက်ကြရအောင်။ကဲဖိုင်ဝမ်းလေးတွေကနောက်တစ်ချိန်မှာเนาะဘယ်လိုကပြီးတွင်ကြံမဲ့သူလဲ။ sorry Now the chain ma Pelo Kapi tuyên chạm mẹ tuyên Now the chain ma ဘယ်လိုကပီးတွေကျမ်းမယ်လို့လဲ။အိုး hobby home navy ten of swords อืมเรามาเอี้ยตาတော့มาတော့ยีตอกပြီးတော့ฉีนี่ပါมี้ အလေးလေးတွေပြရအောင်လင်းလုံးအကြည့်တော့လေနော်တအားပြောင်နည်းကြဲကြဲလေးခြားတာလေအဆင်ပြေ

ဟိုင်ဝါလေးတွေကလည်းနောက်တစ်ချိန်မှလည်းဘလိုမျိုးကပီးတွင်ကြံရင့်မဲ့သူမျိုးတွေလဲဆိုရင်တော့အဲ့တော့ main point ကတော့ပေါ့နော်ဖိုင်ဝါလေးတွေကလည်းတတော်လေးစိတ်ရှည်တဲ့သူမျိုးတွေအဖြစ်ကပီးတွင်ကြံရင့်လိမ့်မယ်ဒီလားတော်တော်လေးစိတ်ရှည်တယ်ပေါ့နော်စိတ်ရှည်ရဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ဖိုင်ဝမ်းလေးတွေကပေါ့နော်ဘဝမှာပေါ့နော်အာသူများတွေပေါ့နော်လိုက်မမီလောက်အောင်ဟိုးအောက်ဆုံးအောက်ဆုံးအောက်ဆုံးပေါ့ပြောမယ်ဆိုလို့ရှင်တုံညဖြစ်သွားတာပေါ့ကွတိလား အဲ့တော့တခြားလူတွေတိတိဖြစ်စေမတိတိဖြစ်စေပေါ့နော် ဖိုင်ဝမ်းလေးတွေကသူတို့ကလေ ပေါ့နော်တခြားလူတွေတခြားလူတွေပြောချမဲ့ပုံစံမျိုးပေါ့နော် ဖိုင်ဝမ်းလေးတွေကိုဖိုင်ဝမ်းလေးတွေကိုပေါ့နော်သူတို့ကလေနော်သူတို့ရဲ့ life မှာလေဒီလားအရန်ကိုဒုက္ခရောက်ခဲ့တာနော်အော်ပြောမယ်ဆိုလို့ရှိရင် minus အထိ0အထိပေါ့နော်၃ညအထိသူတို့ရဲ့ဘဝကအဲ အရန်ကိုဒုက္ခရောက်ခဲ့ဘူးတယ်ပြန်ပြီးတော့ပေါ့နော်သူတို့ဒီဒီဘဝကိုပေါ့နော်အဲအခုလိုအခြေအနေမျိုးရောက်အောင်လာပြန်ထနိုင်တဲ့သူဖြစ်လာပါမလားလို့ငါတို့ကပေါ့နော်ထင်ခဲ့တာတိလားအဲအဲ့လိုမျိုးပေါ့နော်သူတို့ကအရန်တော်တယ်နော်သူတို့ကိုကြည်လိုက်တော့သူတို့ကပေါ့နော်ဟိုအကြံတုံးညံတုံး ADA ဆပုံစံမျိုးလို့ လို့ထင်ရပါမယ်လို့အဲเนาะတခြားလူတွေเนาะဖိုင်ဝမ်းနေကိုပြောမဲ့ပုံစံမျိုးอ่ะသူတို့ကိုကြည်လိုက်တော့လေးသိလားအဲဘာမှမလုပ်တယ်လို့ပဲပေါ့เนาะထိုင်နေငိုင်းနေမှိုင်နေပြီးတော့အကြံတုံးညံတုံးပေါ့เนาะ ADA ဆက်နဲ့တိုးမလုပ်ပုံစံမျိုးတွေအာဖြစ်ပင်မဲ့လို့เนาะသူတို့ကလေသူတို့အဲ့လိုမျိုးငြိမ်နေတဲ့အချိန်မှာเนาะသူတို့ဒီ တို့ရဲ့ပေါ့နော်တို့ရဲ့အလုပ်တို့စသဖြင့်ပေါ့နော်တို့ရဲ့ကိစ္စတွေအပေါ်မှာပေါ့နော်တိတိချာချာကိုနော်စူးစူးဆိုက်ဆိုက်နဲ့အာယုံထားပြီးတော့နော်ဘလောက်ပဲပေါ့နော်တို့တို့ဒီတို့ရဲ့ဘဝတွေဟိုးအောင်ဆုံးထိထိုးကြပြီးတော့ခက်ခဲနေခဲ့ပါစေပေါ့နော်လူတွေကတို့ကိုဘာမှမလုပ်နိုင်တော့ဘူးနော်ချုံချုံကြသွားပြီးအကုန်လုံးဒုက္ခရောက်သွားပြီးပျောက်သွားပြီးတို့ရဲ့ဘဝတွေမှာ ဘာမှမရှိတော့ဘူးစသဖြင့်ပေါ့နော်အဲ့လိုမျိုးငါတို့တွေကပေါ့နော်မြင်ခဲ့တာနော်ထင်ခဲ့တာပေါ့နော်ဒါပေမဲ့လို့သူတို့ဟာသူတို့ရဲ့အဲ့ဒီလိုမျိုး အခြေအနေကနေ live ကနေပေါ့နော်သူတို့ရဲ့အာဘဝကိုသူတို့ပေါ့နော်ပြန်လဲပြီးတော့ပေါ့နော်အဲအတောက်ပြောင်ဆုံးဖြစ်အောင်ပေါ့နော်မအသွေးမတူတဲ့မူလပေါ့နော်မူလအဲဒီလိုမျိုးဘာမှ မဟုတ်တော့ဘူးဆိုတော့အခြေအနေတစ်ခုကနေပြီးတော့ပေါ့နော်မထင်ရက်လောက်เสียပါပေါ့နော်ဟိုဟိုးမိုးပေါ်အထိပေါ့နော်ပြန်တက်သွားတဲ့သူမျိုးတွေဖြစ်ကြတာပဲဆိုတော့ပုံစံမျိုးပေါ့နော်လူတွေကအဲ့လိုမျိုးပြောကြလိမ့်မယ်ခုနကပြောသလိုပေါ့နော်ဖိုင်ဝမ်လေးတွေကိုအဲဖိုင်ဝမ်လေးတွေကပေါ့နော်အရန်အပင်မန်းနေစင်းရဲတယ်ပေါ့နော်ဒီနေရာကိုလေသူတို့ကလေဒီလိုအခြေအနေပေါ့နော် တို့ဒီလိုအခြေအနေထိရောက်လာအောင်လို့နော်ဒေယလူတွေပြပြောမဲ့ပုံစံအဲ့တော့ဒီလိုအခြေအနေထိရောက်အောင်လို့တို့အရန်ဒုက္ခရောက်ခဲ့တာပေါ့အဲ့လိုဒုက္ခရောက်တဲ့အချိန်ကာလတစ်ခုကိုပေါ့နော်တို့ဟာသူမတူတဲ့ပေါ့နော်တုံနှံလူတွေမှာ မရှိတဲ့ပေါ့နော် စွမ်းအားတွေနဲ့ပေါ့ခွန်အားတွေနဲ့ပေါ့နော်အဲ့ဒီအချိန်ကာလကိုတို့ဟာတို့လိုချင်တာကိုပဲဒီဇိုင်းမမတ်ပေါ့နော်အာယုံထားပြီးတော့ ဒီလိုမျိုးအခုလိုမျိုးပေါ့နော် ပြန်လဲပြီးတော့ဥမော်လာအောင်လို့စဖြစ်ပေါ့နော်ဥမာဖိုင်ဝမ်လေးတွေကအနာဂတ်မှာတခုနဲ့ပတ်သက်ပြီးပေါ့နော်ကိုရမ်းကြိုးစားတဲ့တခုနဲ့ပတ်သက်ပြီးအောင်မြင်သွားတာတို့ပါတော့အဲ့လိုမျိုးရှိတယ်ပေါ့နော်ပြောမယ်ဆိုရင်ဟိုလုံဝအကျွေးတွေမိတွေပေါ့နော်အဲ့လိုမျိုးအရန်ဒုက္ခရောက်တဲ့အခြေအနေကနေပြီးတော့အာလွတ်မြောက်သွားပြီးတော့ငွေကြေးတွေပေါ့နော် financial freedom ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတွေလဲရှာဖွေသွားနိုင်တဲ့ပုံစံမျိုးဖြစ်နိုင်တယ်ဒီလိုမျိုးပြပြတာနော်ပြောမယ်ဆိုလို့ရှင်ဟို အရှိအခြေအနေနဲ့နောက်အခြေအနေနဲ့မတူဘူးပေါ့နော်အရန်ဒုက္ခရောက်ခဲ့တယ်เนาะအရန်ကိုပင်ပန်းဆင်းရဲခဲ့တယ်เนาะအဲ့တော့အာအပြင်အလူတွေက ဖိုင်ဝမ်လေးတွေကိုအဲ့လိုမျိုးပေါ့နော်ပြောမယ်ပေါ့နော်သူတို့ရဲ့ live ကြီးကဟိုငါတို့အမြင်မှာတော့ပေါ့နော်သူကဒါအဆုံးသတ်သွားပြီလို့ မြင်တာသူ့ကြည့်ရတာဘာမှမလုံနိုင်မကင်နိုင်နဲ့ပေါ့နော်အဲ့လိုမျိုးသူရှိသမျှတွေဆုံချုံသွားလောက်ပြီးလုံငါတို့ကထင်ခဲ့တာပေါ့နော်ဒါပေမဲ့သူဒီအဲ့လိုမျိုးအရန်ကိုပင်မစင်းရဲ့အာခတ်ထန်ကြမ်းတမ်းနဲ့ပေါ့နော် အခြေအနေကိုအမ်ရအောင်ပေါ့နော်အကယ်၍သူ့ကိုကူညီမဲ့သူတယောက်တည်းတယောက်မှ မရှိဘူးဆိုရင်တော့မပဲပေါ့နော်တယောက်တည်းမဖြစ်မနေပေါ့ဒီ live ကိုသူကအရန်ကိုပေါ့နော်အော်စူးစမ်းပန်းစားနေ ဒုက္ခမှန်သမျှပေါ့နော်တိခန့်ပြီးတော့အောင်ရင်တိခန့်ပြီးတော့အခုလိုအခြေအနေမျိုးကိုရောက်လာတာပေါ့အခုလိုအောင်မြင်တဲ့အခြေအနေမျိုးကိုရောက်လာတာပေါ့အစားဖြစ်ပေါ့နော်အဲ့လိုမျိုးပြောကြမဲ့သူမျိုးတွေဖြစ်တယ်သူကတော့ပေါ့နော်ပြောမဲ့ဆိုရင်အဓိကတော့ခုနရီတာပြောတဲ့လိုမျိုးအဲသူတို့ကဟိုလူတွေအမြင်မှာတော့ကိုယ်မှာပေါ့နော်ဘာမှဟိုအကြံတုံးညံတုံးဖြစ်သွားပြီဘာမှအကြံညံနေမရှိတော့ဘူးပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော်လူတွေက မြင်သွားတယ်ပေါ့နော် မြင်သွားတယ်မြင်သွားပြီမဲ့လို့တကယ်တမ်းမှာအနာဂတ်မှာတော့ပေါ့နော်အဲ့လိုမဟုတ်ဖ ೇನೆ နော်အဲ့လိုမျိုးငြိမ်နေတယ်ဆိုတာက ပြောမယ်ဆိုလို့ရှိရင်ပေါ့နော် အရှိကိုခြေတလန်းခုံဖို့အတွက်ပေါ့နော်ပို့ပြီးတော့ကြိုးစားနေတယ်ဆိုတော့ပုံစံမျိုးနဲ့နေခဲ့တာဖြစ်လိမ့်မယ်ဆိုတာเนาะအနာဂတ်မှာလေဖိုင်ဝမ်းလေးတွေကိုအဲ့လိုပြောနိုင်ကြည့်ရှိတယ်ဒီလားလူတွေရဲ့မြင်မှာတော့တို့ကတော့တို့မလုပ်ပါကွာသိရမလားအာ နည်းနည်းပေါ့ယူတယ်လို့ကြောင်းတယ်လို့အေးတယ်လို့လို့ပေါ့အဲ့လိုပုံစံမျိုးနဲ့ရှိနေပြီးတော့တကယ်ကြတော့သူတို့ကသူတို့ဖြစ်ချင်တဲ့အရာကိုပေါ့နော်အဲ့လိုမျိုးအာယူရချက်ကောင်းကောင်းနဲ့ပေါ့နော်ဒီဇိုင်းမမတ်နဲ့တို့အခုလိုအခြေအနေတည်းရအောင်ကြိုးစားနိုင်ခဲ့တဲ့သူတွေပေါ့နော်အရန်တော်တာပေါ့နော်ဆိုရပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးနဲ့ချီချူးခံရပြီးတော့ကပီးတွင်ကြံ့ရဖို့ရှိပါတယ်ဆိုတာမျိုးတွေ့ရပါတယ်နော်ဒါဆိုရင်ဒါကဖိုင်ဝမ်လေးတွေအတွက်ဖြစ်ပါတယ် ဒါဆိုရင်ဒီပုံလေးကိုရေးထားရဲ sorry ဒီပုံလေးကိုရေးထားတဲ့ဖိုင်တူးလေးတွေဖိုင်တူးလေးတွေ oh sorry နာကမှာ ဘလို့လူမျိုးဖြစ်ကပီးတွင်ကြိုင်ခဲ့မလဲอืมဟုတ်ပြီ just it ဟုတ်ပြီ အဲ့တော့ fine 2လေးတွေလည်းပေါ့နော် fine 1လေးတွေလို့ပဲအဲနောက်တစ်ချိန်မှာပေါ့နော်တော်တဲ့လူတွေအဖြစ်ချီကျူးချီကျူးခံရမယ့်သူမျိုးတွေထဲမှာပါတယ်ပေါ့နော်ဒီမှာဘလောက်ထိတောင်တော်လဲဆိုလို့ရှိရင် fine 2လေးတွေကလေအဲပေါ့နော်သူကပေါ့နော်အဲအနာဂတ်မှာ fine 2လေးတွေနဲ့ပတ်သက်ပြီးတော့နော်လူတွေကဘယ်လိုပြောကြမလဲဆိုလို့ရှိရင်သူကတော့နော် အရန်တော်တာနော်သူ့ရဲ့ life ကို သူ့မှာအထောက်ပံ့အကူအညီတွေတခုမှမရှိတာတောင်မှပေါ့နော်ဟိုနဖိုင်ဝမ်းနဲ့နည်းနည်းတော့ energy ဆင်းတယ်နော်အထောက်ပံ့အကူအညီတွေမရှိတာတောင်မှသူတယောက်သေးပေါ့နော်ဒီကဘာမြေလောကကို ရောက်လာတဲ့အချိန်ကနေစပြီးတော့ပေါ့နော်အဲခုချိန်ထိပေါ့နော်သူတယောက်သေးရအောင်အာရုံးကန်ကြိုးစားတယ်တယောက်တည်းအရန် strong ဖြစ်တယ်ပေါ့နော်အရန်ကိုတတ်ပါတယ်နော် အလူတွေကမြန်တဲ့ physical ဘိုင်းရရောပေါ့နော်အ mentally ဘိုင်းရရောအရန်တန်ပါတယ်လို့မြင်တယ်ဒါပေမဲ့အလူတွေကပြောမှာကငါတို့ကတော့ထင်တာကတော့ပေါ့နော်သူ့ကိုပေါ့နော်ပြောမယ်ဆိုအရန်ပြိုလဲနေတယ်လို့ပေါ့နော်အစိတ်ဘယ်လိုပြောမလဲ sensitive ဖြစ်တယ်ပေါ့နော်လူတွေကပြောသူ့ကိုကြည့်လိုက်ရင် तू ကပေါ့နော်စိတ်ကံစားချက်များတယ်အဲထိလွယ်ရှလွယ်ပြက်လွယ်ပေါ့နော်အဲ့လိုမျိုး sensitive ဖြစ်တဲ့ ူမျိုးဖြစ်မယ်လို့ငါတို့ကပေါ့နော်ထင်ခဲ့တယ်ဒါပေမဲ့သူဒီပေါ့နော်အဲ့ဒီလို sensitive ဖြစ်တဲ့ဟိုပုံစံမျိုးသူ့မှာရှိနေပြင်မဲ့လို့သူ့ရဲ့နေတူကကိစ္စတွေပေါ့ကိုကိစ္စတွေကိုနော်ဒီ sensitive ဖြစ်တဲ့စိတ်ကို မပေါက်ကွဲလာစေဘဲနဲ့ပေါ့နော်အအပြင်ပေါ့နော်အဲ့လိုမျိုးထွက်လာပြီးတော့ကိုယ့်ရဲ့ professional life ကိုယ့်ရဲ့ daily life ကိုလာပြီးတော့မထိခတ်အောင်လို့အကန့်ခွဲပြီးတော့ပေါ့နော်အာ ဥမာစားကျင်နာစားငိုကျင်နာငိုပေါ့စားပြီးအဲ့လိုမျိုးလေးပေါ့နော်အကန့်ခွဲပြီးတော့သူ့ရဲ့ live ကိုလေသူကအရန်ကိုပေါ့နော်ဟိုတိတ်တိတ်ချာချာစီးစနစ်တကြနဲ့ပေါ့နော်အာစီမံနိုင်ခဲ့တယ်နော်စီမံနိုင်ခဲ့တဲ့သူတွေဖြစ်တယ်ငါတို့ကသူ့ကိုထင်တာပေါ့နော်အဲ့လိုမျိုးအရန် emotional ဖြစ်တယ်အရန် sensitive ဖြစ်တယ်ဆိုလို့ရှိရင်ပေါ့နော်သူဒီဒီဘဝတာတစ်ခုမှာပေါ့နော်အဲ့လိုအဲ့လိုမျိုးပေါ့နော်အရန်အထီးကလွယ်တဲ့စိတ်တစ်ခုကို မွေးရပါပိုင်ဆိုင်ထားတဲ့လူတယောက်ဖြစ်တဲ့အတွက်သူဆက်ပြီးတော့သူ့ရဲ့ဘဝကိုပေါ့နော် အောင်မြင်တဲ့ lifestyle တစ်ခုကိုရပါမလားလို့ငါတို့ကထင်ခဲ့တာတိလာနော်ဖိုင်တူတွေအဲ့လိုပြောကြမှာနော်ဘာလို့ဆိုသူပုံစံကြည့်တော့လည်းတစ်ခုခုဆိုလို့ရှိရင်ပေါ့နော်အရန်ဆုံးဖြတ်ချက်မြန်နေလော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 နေပေါ့နော်အဲ့လိုမျိုးနေတတ်တဲ့သူမျိုးဖြစ်တဲ့တစ်ခုလို့လို့ရှိရင်အဲ့လိုမျိုးအရန်ဆုံးဖြတ်ချက်မြန်နေအတွက်ပေါ့နော်အမှားတွေ့ရတို့အဥမာပေါ့အဲ ဲ့လိုမျိုးဆုံးမချက်တွေမြန်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဘယ်လိုပြောမလဲဒီလက်တွေ့ပေါ်ရမှာပေါ့နော်အာအရေးကြီးတဲ့ကိစ္စတွေကိုအဲ့လိုမျိုးဟိုအောင်မြင်ကနီးမှပေါ့နော်အဲ့လိုမျိုးကိုကလောလောတဲ့အတွက်ကြောင့်မလို့ပေါ့နော်အမ်မဆုံးရှုံးသင့်မနဲ့ဆုံးရှုံးတာတွေသူ့မှာရှိခဲ့တယ်လို့ပေါ့နော်အဲ့လိုပုံစံမျိုးတွေလူတွေကပြောကြနေမယ် နော်အဲ့တော့ရှိခဲ့တယ်ရှိပေမဲ့လို့ပေါ့နော်ငါတို့ထင်တာကသူတည်ဒီလိုမျိုးမွေးရပါပေါ့နော် sensitive ဖြစ်တဲ့စိတ်တစ်ခုကို emotional ဖြစ်တဲ့စိတ်တစ်ခုကိုပိုင်ဆိုင်ထားတဲ့အခါကျတော့သူတည်သူ့ရဲ့ life ကိုပေါ့နော်တည်တည်ချာချာရောပေါ့နော်စီမံနိုင်ပါမလားလို့သူ့ရဲ့ professional life မှာပေါ့နော်အများကြီးထိခိုက်မှုရှိမှာပဲလို့ငါတို့ကထင်ခဲ့မိတာပေါ့နော် အချိန်ကာလတစ်ခုထိလဲငါတို့ကသူ့ကိုပေါ့နော် emotional ဖြစ်တဲ့ sensitive ဖြစ်တဲ့ပေါ့နော်အဲ့လိုဖြစ်တဲ့လူအဖြစ်ငါတို့ မြင်ခဲ့တာပေါ့နော်သူ့ရဲ့ပြယုံသူ့ရဲ့ image ကိုမြင်ခဲ့တာဒါပေမဲ့လို့တကယ်တမ်းကျတော့သူကပေါ့နော်သူဘလောက်ပဲသူ့ရဲ့အတွင်းစိတ်ထဲမှာပေါ့နော် emotional တွေဖြစ်ဖြစ် sensitive တွေဖြစ်ဖြစ်သူလုံးရမဲ့ကိစ္စကိုသူကပြပြတတ်တတ်လုံနိုင်တဲ့သူအဖြစ်ငါတို့ကမြင်ခဲ့ရတယ်နော်ပြပြတတ်တတ်လုံနိုင်တဲ့သူအဖြစ်ငါတို့မြင်ခဲ့ရတယ်ဆိုလိုတာကသူ့ရဲ့ life မှာသူဒီအာတခုခုကိုဆုံးဖြတ်ပြီးရအောင်ကြိုးစားတယ်ရအောင်လုပ်တဲ့သူမျိုးဖြစ်လာတယ် ်နော်ကယ်ရီသူစွန့်လို့ရမယ်ဆိုလို့ရှိရင်လည်းလူကိုဖြစ်စေနေရာတစ်ခုကိုဖြစ်စေသူ့အနေနဲ့စွန့်လို့ဖို့စွန့်ခွာဖို့သူကိုသူကိုယ်တိုင်ထွက်သွားဖို့ပဲဖြစ်ဖြစ်ပေါ့နော်သူကအဲ့လိုမျိုးပြတ်သားတဲ့သူတယောက်ဖြစ်လာတယ်အကယ်ရီသူထမ်းနာရတဲ့ဝင်တွေကအရန်ပေါ့နော်ကြီးမားတယ်ကြီးလေးတယ် အဘောနော်တာမန်လူတွေပေါ့နော်မထမ်းဆောင်နိုင်တဲ့ကိစ္စမျိုးတွေဖြစ်မယ်ဆိုလို့ရှိရင်တော့မသူသည်အဲ့ဒီအရာတွေကို သူ့ရဲ့ပေါ့နော် တာဝန်တစ်ခုလိုမျိုးရင်ထဲမှာနှလုံးသားထဲမှာအဲထိမ့်သိမ့်ပြီးတော့တုံတောင်မလွတ်ချဘဲနဲ့ပေါ့နော်ဘဝတစ်လျှောက်လုံးမှာ တော်တော်လေးကိုတာဝန်ယူစိတ်ပေါ့နော် တာဝန်ကြည်စိတ်ရှိတဲ့လူသားတစ်ယောက်ဖြစ်လာ ဖြစ်တယ်ဆိုတာမျိုးပေါ့နော် တွေ့ခဲ့တယ်နော်အဲ့တော့သူဟာပေါ့နော် သူ့ရဲ့ဒီ ဒီဘဝမှာဒီဘဝတာပေါ့နော်ဒီဘဝတာမှာသူ့ရဲ့ဘဝခရီးမှာစပြီးတော့သူ့ကိုကံကြမ္မာကခြစပြီးခြပေးလိုက်တဲ့နေရာမှာသူဟာသူ့ရဲ့တာဝန်ကိုပေါ့နော်သူကသူ့ဆရာသမားဖြစ်စေသူ့ရဲ့တငယ်ချင်းပေါင်းသင်းဖြစ်စေ relationship ဖြစ်စေပေါ့နော်မိသားစုအတွက်ဖြစ်စေသူဟာအတတ်နိုင်ဆုံးပေါ့နော်သူ့ကိုယ်သူ့ တာဝန်ကျေတဲ့သူတယောက်ဖြစ်အောင်သူစ조사သွားတယ်ဆိုတာမျိုးတွေ့ရတယ်နော်နောက်တစ်ခုပေါ့နော်ကိုရီးယားထင်ခဲ့တာကနော်လာမယ်နော်အဲ့လိုမျိုးပတ်ဝန်းကျင်ကပြောပြောမှာကကိုရီးယားထင်ခဲ့တာကပေါ့နော်သူကအဲ့လိုမျိုးတည်းနော်မနိုင်ဝင်နေထမ်းပြီးတော့ပေါ့နော်အော်တယောက်ထဲနဲ့အဲ့လိုမျိုးပေါ့နော်အော်လှုပ်ရှားနေတဲ့အခါကျတော့တယောက်ထဲရုံးကန်ရတဲ့အခါကျတော့သူ့ဘဝမှာအမားတွေအမားတွေအမားတွေပဲစင်ငါစင်ငါဖြစ်ပြီးတော့ ီလောက်ပေါ့နော်အခုကိုရင်မြင်ထားတဲ့ live လောက်ပေါ့နော် ကောင်းတဲ့ဘဝကိုတော့သူရပါမလားလို့အာငါတို့ကပေါ့နော်ထင်ခဲ့တာဒါပေမဲ့တကယ်ကြတော့အာငါတို့နောက်ကျမှသိလိုက်ရတာကပေါ့နော် သူ့ကိုကြည့်လိုက်တဲ့အခါကျတော့ तू ကအမြဲတမ်းသူ့ရဲ့ဘဝကိုပေါ့နော် သူ့ရဲ့ဘဝသူ့ရဲ့ဘဝခကြီးမှာဒီနေ့နဲ့မနှက်ပြန်ပေါ့နော်တနေ့ထက်တနေ့ပို့ပြီးတော့တိုးတက်မဲ့ ကိစ္စမျိုးတွေကိုသူကအမြဲတမ်းစဉ်းစားတွေးတောကြံစီလှုပ်ဆောင်နေတယ်ဆိုတာငါတို့မသိခဲ့မိဘူးเนาะအဲ့လိုပုံစံမျိုးပြီးတော့သူကအကြံဉာဏ်ကြီးတယ်เนาะအကြံဉာဏ်ကြီးတယ်မျှော်လင့်ချက်ကြီးတယ်ရည်ရွယ်ချက်ကြီးတယ်သူရဲ့ရည်ရွယ်ချက်ကြီးတဲ့အလျာပေါ့เนาะသူ့မှာကြုံတွေ့ရတဲ့သူ့ရဲ့အခက်ခဲတွေနဲ့ပတ်သက်ပြီးတော့လဲကောင်းကောင်းလေးပေါ့เนาะ ကောင်းကောင်းကြီးဟန်တယ်လုံလံနေသူတယောက်ဖြစ်တယ်ဆိုတာကိုငါတို့နောက်ကြမှာသိလိုက်ရတယ်เนาะငါတို့ကတော့သူ့ကိုပေါ့เนาะဘဝဒီဘဝခရီးမှာပေါ့เนาะဒီဘဝတားမှာအဲတစုံတစ်ခုကိုဆွန့်လွတ်လိုက်ရတယ်ဆိုရင်တော့ပေါ့เนาะသူကအဲ့ဒီဆွန့်လွတ်လိုက်ရတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဘဝကြီးကပေါ့เนาะအဲသွားပြီးရေစုံမျောသွားပြီးသူဘာမှမလုပ်နိုင်တော့ဘူးကိုရီကပေါ့เนาะအဲ့လိုမျိုးထင်ခဲ့တာဒါပေမဲ့လို့သူ့ကိုကြီးလိုက်တဲ့အခါကျတော့ သူ့ကိုကြည်တာမဟုတ်ဘောเนาะအဲသူကနောက်ဆုံးမှာ သူကငါတို့ကိုဘလို့တက်တည်ပြသွားလဲဆိုလို့ရှင်ပေါ့เนาะသူ့မှာပေါ့เนาะအဲ့သူဆွန့်လွတ်လိုက်ရတဲ့အရာထက် ပိုကောင်းတဲ့အရာတွေကိုသူကဆက်ဆက်ပြီးတော့ရှာဖွေပြသွားနိုင်တယ်သူ့ရဲ့လက်ဝဲမှာရရှိလာတဲ့နောက်ထပ်ပေါ်တော့အကြောင်းတရားတွေနဲ့ပတ်သက်ပြီးတော့နောက်ထပ်ကြုံတွေ့ရတဲ့ကံကြမ္မာတွေနဲ့ပတ်သက်ပြီးတော့သူဘလောက်ထိပေါ်တော့သူ့ကိုယ်သူ အလှဆုံးဖြစ်အောင်ပေါ့နော်ပုံဖော်သွားနိုင်တယ်လဲဆိုတာကို तू ကပြနိုင်ခဲ့တဲ့သူမျိုးဖြစ်တယ်ပြောမယ်ဆိုလို့ရှင် तू ဟာလူတော်တော်များများအတွက်ပေါ့နော်စံပြပုံကိုပေါ့နော် role model ပေါ့အဲ့လိုပုံစံမျိုးဖြစ်အောင် तू ရဲ့ life ကို နေသွားနိုင်တယ်အဲ့တော့ तू ကိုလူတွေကပေါ့နော် तू ရဲ့ဒီ ဘဝတာပေါ့နော် professional life မှာ तू အသက်ရှင်ရတဲ့ personal life မှာပဲဖြစ်ဖြစ် professional life မှာပဲဖြစ်ဖြစ်သူ့ကိုကြည့်ပြီးတော့အားကြရတာမျိုးပေါ့နော်သူ့လိုမျိုးဖြစ်ချင်ကြတာမျိုးသူ့လိုမျိုးပေါ့နော် တော်ချင်တက်ချင်ကြတာမျိုး तू ဟာလူတော်တော်များများရဲ့ပေါ့နော်ဆံများပုံကူအဖြစ်အာနေပြသွားနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုငါတို့တွေ့လိုက်ရတယ်ဒါကြောင့်မလို့သူ့လိုမျိုးပေါ့နော်ဟိုအာ လိုက်အတူယူခြင်းတဲ့သူတွေပေါ့နော်သူ့ကိုအတူယူပြီးတော့သူ့လိုမျိုးပဲပေါ့နော်ဖြစ်ခြင်းတဲ့သူတွေတော်တော်များများရှိလာတဲ့ဆိုတာမျိုးတွေ့ရတယ်နော်အဲ့လိုပုံစံမျိုးဖိုင်းတူလေးတွေကိုအဲပြောကြမဲ့သဘောမျိုးနော်တွေ့ရတယ်အဲ့တော့တကယ် main point ရလဲဖိုင်းတူလေးတွေရဲ့ summary အနှစ်ချုပ်ကိုပြောရမယ်ဆိုရင်လေအနာဂတ်မှာဖိုင်းတူလေးတွေကအဲလူတော်တော်များများရဲ့ role model ပေါ့နော်အဲ့လိုမျိုး idol ပေါ့နော်အဲ့လိုမျိုးတွေဖြစ်လာဖို့ရှိတယ် ဒီလားအဲ့လိုပုံစံမျိုးနဲ့ပေါ့နော်ဒါအာနာမည်တွင်ကြံ့ရင်မဲ့ပေါ့နော်နာမည်ကြီးကြံ့ရင်မဲ့သူမျိုးတွေဖြစ်နိုင်တယ်နော်ဖိုင်နူးလေးတွေကိုအဲ့လိုမျိုးပြောချင်မှာဖြစ်ပါတယ်ဒါဆိုရင်ဒီပုံလေးကိုရေးထားတဲ့ဖိုင်သရီလေးတွေဖိုင်သရီလေးတွေကို လူတွေက binary လေးတွေကเนาะနောက်တစ်ချိန်မှာဘယ်လိုကပီးတွင်ကြံရင်မဲ့လူတွေဖြစ်မလဲဖန်တရီလေးတွေကိုနာကမ်မှာအာ sorry နောက်တစ်ချိန်မှာเนาะအာ တတ်ထားပါပေါ်လာသေးတယ်อืมအဲ့တော့ pandery လေးတွေကိုလေလူတွေကပေါ့နော် pandery လေးတွေကအနာဂတ်မှာဘယ်လိုမျိုးကပီးတွင်ကြံ့ရင်းမဲ့သူတွေဖြစ်နိုင်လဲဆိုတော့ pandery လေးတွေကလေအေးပေါ့သူတို့ကပြောကြမယ်ဒီလားငယ်စဉ်ချိန်ကလေးကနေစပြီးတော့လေ pandery လေးတွေကနော်လူချစ်လူခင်အယမ်းများတာပဲနော် အဲဆိုရှယ်ကြရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးပေါ့လူမှုပတ်ဝန်းကျင်မှာအပေါင်းအသင်းတွေအများကြီးနေပေါ့နော်အပေါင်းအသင်းတွေအများကြီးနေဟိုတိမြအောင်ပေါ့နော် နေတတ်တဲ့သူမျိုးတွေဖြစ်တယ်နော်အဲ့လိုမျိုးပေါ့နော်ပျော်လဲပျော်တတ်တယ်သူတို့ကြီးလိုက်လို့ရှိရင်အာဟိုကိုကိုစိတ်ညစ်တာတော့ပေါ့နော်သူနဲ့တွေ့လို့ရှိရင်ကိုစိတ်ညစ်နေတဲ့အရာတော့မှပဲပျောက်သွားတယ်နော် ပျော်ပျော်နေရတယ်ပေါ့နော်ဒီလူနဲ့တွေ့လို့ရှိရင်ပျော်နေရတဲ့ဆက်ပုံစံမျိုးပေါ့နော်ပြီးတော့သူကလေပွဲလန်းသဖြင့်နေပေါ့နော်အဲ့လိုမျိုးအာ community နဲ့စုပြီးတော့ပေါ့နော်ပါတီပွဲတွေလုပ်မယ်ဆိုရင်အခမ်းအနားတွေလုပ်မယ်ဆိုလို့ရှိရင်လည်းအရန်ကိုတက်ကြွတဲ့သူမျိုးပေါ့တိလာသွားမယ်လာမယ်ဆိုလို့ရှိရင်လည်း ငါတို့ဘောနော်လူတွေကိုပေါ့အဲ့လိုမျိုးလာပေါ့နော်အတူတူသွားကြမင်းစသဖြင့်ပေါ့နော်အဲသူလဲလှလှပပနေတယ်ဂျန်တဲ့လူတွေကိုလည်းပေါ့နော်အဲ့လိုမျိုးလှလှပပနေနဲ့သွားစီခြင်းလာစီခြင်းပေါ့နော်အဲ့လိုမျိုးပျော်စီခြင်းနဲ့စိတ်မျိုးရှိတယ်နော်အဲ့ကြောင့်မလို့သူကလေဟာတိုင်းလည်းတိတ်ပြီးတော့ပြောတတ်တာပဲနော်သူနဲ့တွေ့လိုက်လို့ရှိရင်လေဟော ရင်ထဲမှာဖြစ်နေတဲ့အပူတွေဒါမှပဲဘယ်လိုဖြစ်သွားလဲမသိဘူး။ဘယ်ရောက်သွားမှန်းတော့မသိတော့ဘူးကော။ဟိုမရည်နိုင်မှအဆုံးပေါ့နော်။သွားတွေတောင်မှအေးပတ်တယ်။ပါးစပ်တောင်နှရွက်တက်ချိတ်တယ်။သိလား။အလူတွေကအဲ့လိုမျိုးပြောကြနေမှာနော်။ပါးစပ်တောင်နှရွက်တက်ချိတ်တယ်။အဲ့လိုပုံစံမျိုး ပြောကြလိမ့်မယ်နောက်တစ်ခါပါလဲဆိုသူကလေအဲ့လိုမျိုးပေါ့နော်လူတွေကို ခင်တတ်တယ်ခင်တတ်တဲ့အပြင်ပေါ့နော်အာလူတွေကိုကူညီရတာလေဝါသနာပါတယ်နောက်တစ်ခါပါလဲဆိုသူကလေနည်းနည်းအစွဲလန်းလန်းကြီးတဲ့သူမျိုးဖြစ်တယ်နော်ဆွဲလန်းကြီးတတ်တဲ့သူမျိုးဖြစ်တယ်အเจ้าရတစ်ခု ဖြစ်စီပေါ့နော်လူတယောက်ဖြစ်စီ तू ကလေ အာလုံခဲ့တဲ့ပေါ့နော်နှစ်ပေါင်းများစွာကတည်းကပေါ့နော်လူတယောက်ပေါ်မှာတန်ရုံးစင်တွေ့တယ်ဆိုလို့ရှိရင်လေသူကလေအရန်ချစ်တတ်တာပဲเนาะနောက်နှစ်ပေါင်းများစွာအထိအဲ့ဒီလူကိုပေါ့နော်တုံနောင်နဲ့မစွန့်လွတ်ဘူးတို့เนาะအဲ့လိုမျိုးလေးတွေရှိတယ်ပြောကြနိုင်မယ်เนาะအဲ့လိုမျိုးပဲပြီးတော့သူကပေါ့နော်အဲ့လူအာကဲပြီပေါ့နော်အဲ့လိုအစင်မပြေတဲ့သူတွေပေါ့နော်ဆင်းရဲချိုးတဲ့သူတွေအကူကြီးလိုအပ်နေတဲ့သူတွေကိုတွေ့တဲ့အခါကြလို့ရှိရင်လည်းလေ သူကလေစိတ်ထားရမ်းကောင်းတာပဲเนาะအသူ့အတွက်ပေါ့เนาะဘလောက်ပဲပင်မန်းနဲ့ခရီးတစ်ခုကိုသွားပြီးတော့ကူညီရမှာပဲဖြစ်စီပေါ့เนาะထိုင်ပြီးတော့ကူညီရတာမဟုတ်ဘူးเนาะအဲ့လိုမျိုးပေါ့เนาะပင်မန်းနဲ့ခရီးတစ်ခုထွက်ပြီးထွက်ရမယ်ဆိုလို့ရှိရင်တောင်မှပဲ သူဟာအိမ်ရပေါ့နော်မိသားစုနဲ့ဥမာအတိုက်ခံလုပ်ပြီးတော့ဖြစ်ဖြစ်ပေါ့နော်ဒါအော်လူသားတွေကိုခொနဲ့သားသမီးတွေကိုကူညီဖို့အတွက်ပေါ့နော်အဲစူးစမ်းပြီးတယ်နော်သူ့မှာမရှိရင် ရှိတဲ့လောက်နဲ့ပေါ့နော်အတက်နိုင်ဆုံးသူနိုင်တဲ့လောက်နဲ့သူစူးစမ်းပြီးတယ်နောက်ပြီးတော့သူ့နားမှာရှိတဲ့လူတွေကိုလည်းလေသူကလေအနီးကပ်အရန်ဂယူးဆိုင်တက်တာပဲဆိုတဲ့ပုံစံမျိုးပေါ့နော် အနီးကပ်ဂယူးဆိုင်တက်တယ်အာနော်ဥမာသူ့နားမှာရှိတဲ့သူတွေကိုလည်းသူကလေအရန်အောင်မြင်စေချင်တယ် အဲ possible possible စီလည်းအရန်ပြောတယ်ပေါ့နော်အဲ့လိုမျိုးဘာလို့လဲဆိုတော့ तू ကအရန်ခယူဆိုင်တက်တဲ့အတွက်ကြောင့်မလို့နော်ဒီလူတွေကိုပေါ့နော်အဲ့လိုမျိုးအဲအသေးစိတ်လိုက်ကြည့်ပြီးတော့ပေါ့နော်စူတက်တယ်နော် possible စီပြောရတာဝတနာပါတယ်နောက်အဲ့လိုမျိုးဆရာကြီးလုပ်တဲ့ပုံစံမျိုးပေါ့နော် तू ကအဲ့လိုမျိုးဟောပြောတတ်တဲ့သူမျိုးဖြစ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်နောက်ပြီးတော့ပေါ့နော် तू ကအဲ့လိုခီးသွားတာလဲ အာဝါသနာပါတဲ့သူမျိုးဖြစ်တယ်เนาะနောက်ပြီးတော့ဒီအာကိုဘွားတိုးတက်ရေးပေါ့เนาะပညာရေးနဲ့ပတ်သက်တဲ့အပိုင်းတွေမှာဆိုလို့ရှိရင်လည်းအာတတ်နိုင်တဲ့လောက်ပေါ့เนาะပညာရက်တွေကိုเนาะမသိခင်မှာပေါ့เนาะအာထက်ခါထက်ခါပေါ့เนาะနိုင်တဲ့လောက်ပေါ့เนาะကိုဘကနေပြီးတော့စူးစမ်းပြီးတော့ပေါ့เนาะပညာတွေကိုအာရှာဖွေစူးစမ်းလေ့လာပေါ့เนาะအဲ့လိုစစ်တမ်းပြုစုတတ်တဲ့သူမျိုး ဖြစ်တယ်နော်အဲ့လိုပုံစံမျိုးပေါ့အဲမသိတာရှိလို့ရှိရင် तू သွား तू သွားမေးကြည့်ပါလား तू မသိတာတိတ်ပြီးတော့မရှိဘူးဆိုတော့ပုံစံမျိုးပေါ့နော်အဲ့လိုအနာဂတ်မှာကပီးတွင်ပြီးတော့နောက်တစ်ချိန်မှာပေါ့နော်ကပီးတွင်ဂျန်ရစ်ခဲနိုင်တဲ့ဘူသူဒ်များတဲ့ဆိုတဲ့သဘောမျိုးပေါ့နော် तू ကဘူသူဒ်များတယ်နော်ဘာလဲဆိုတော့အပေါင်းသင်းလဲဆက်တဲ့အခါကျတော့ तू မသိတဲ့ကိစ္စတိတ်ပြီးတော့မရှိဘူးပေါ့နော်အဲ့လိုပုံစံမျိုးပေါ့နော် तू မသိတဲ့ကိစ္စတိတ်ပြီးတော့မရှိဘူးအဲ ပြောမယ်ဆိုရင် तू မရောက်ဘူးတဲ့နေရာတချို့ရေဆိုလို့ရှိရင်ဒီလိုတောင်ပြောခံ तू မရောက်ဘူးတဲ့နေရာလဲတိတ်မရှိဘူးပေါ့နော်အဲ तू ကအသက်ရှင်နေတဲ့ကာလမှာတော့ तू သွားနိုင်တလို့ပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ကျန်းမာရေတော့ဂယုမဆိုင်ဖ ೇನೆ อืมตั้วเสียရှိတာတွေตั้วတယ်လှုပ်เสียရှိတာတွေလှုပ်တယ်ပေါ့เนาะအဲ့လိုအပင်ပန်းခံပြီးတော့ အာလုံနိုင်တဲ့သူတယောက်ဖြစ်တယ်ပေါ့နော်ဥမာဒီ foundry တွေကလုပ်ငန်းလုပ်တဲ့သူတွေပါဆိုလို့ရှိရင်လုပ်ငန်းပိုင်ဆိုင်ရာမှာလည်းအဲ့လိုပဲသူကလေသူ့ယာတူးနဲ့သူလုံရမဲ့ကိစ္စအပြင်ကိုပေါ့နော်ကျန်တဲ့လူတွေရဲ့အဲအလုပ်တွေနောက်တစ်ခါပေါ့နော်ကျန်တဲ့လူတွေရဲ့တာဝန်တွေနဲ့ပတ်သက်ပြီးတော့ပါပေါ့နော်အဲ့လိုမျိုးလိုက်ပြီးတော့ကုစီကွက်ဆက်ပေါ့နော်အကုန်လုံးလိုက်ပြီးတော့ပတ်ဆောင်တောင်းဆောင်အာဘယ်လိုပြောမလဲတာဝန်ယူတတ်တာပဲဖြစ်ဖြစ်ပေါ့နော်လိုက်လုတ်တတ်တာမျိုးပဲဖြစ်ဖြစ်လိုက်ပြီးတော့ စောင့်ကြည့်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုအလုရှုပ်ခံပြီးတော့လိုက်လုတဲ့အာသူ့ဟာသူပေါ့နော်သူကငားဘာမှုလို့ပေါ့နော်ငားဘယ်ရာသူမှုလို့ဆိုပြီးတော့သူ့နေရာမှာသူဒီတိုင်းပဲပေါ့နော် ထိုင်နေတဲ့သူမျိုးမဟုတ်ဘူးပေါ့နော်ကနဘောင်းစုံနေရာဘောင်းစုံကိုသူကအကုန်လိုက်ကြည့်ပြီးတော့လိုအပ်တဲ့နေရာမှန်သမျှပေါ့နော် အောက်ခြေသိမ်းမှလိုအပ်လို့ရှိရင်လည်းအဲ့ဒီပုံစံအတိုင်းသူကလိုက်ပြီးတော့ဗောနော်အဲ့နေရာကိုဝင်ပြီးတော့တာဝန်ယူပြီးတော့ဗောနော်အလုတ်ရှုပ်ခံပြီးတော့လုတ်တယ်နော်ဒါကြောင့်မလို့သူကလေအဲလူတွေရဲ့ဗောနော်လူချစ်လူခင်လည်းများတယ်နော်လူချစ်လူခင်လည်းများတယ်ဒါကြောင့်မလို့သူလုတ်တဲ့လုပ်ငန်းတွေကလည်းနော်အဲအဲ့လိုမျိုးပေါ့နော်လူတွေနဲ့ပတ်သက်ဆက်ဆံရတဲ့လုပ်ငန်းမျိုးတွေလည်းဖြစ်ခဲ့ပြီးတော့ နော်အဲ့လိုမျိုးအောင်မြင်တယ်ပေါ့နော်ပြောမယ်ဆိုလို့ရှိရင်တို့ကအဲ့လိုမျိုးမြင်တာပေါ့နော်အဲ့တော့အာနောက်တစ်ချိန်မှာလူတွေကအဲ့လိုမျိုးပေါ့နော်လူဝင်ဆန့်ပြီးတော့လူတွေနဲ့ပတ်သက်ဆက်နွယ်ရတဲ့လုပ်ငန်းတွေလုပ်ပြီးတော့ပေါ့နော်လူတွေရဲ့လူချစ်လူခင်ခံရပြီးတော့သူကဒါကြောင့်မို့လို့ပေါ့နော်သူ့ရဲ့လုပ်ငန်းတွေကသူဒီလိုမျိုးပေါ့နော်တော်လို့သူငြိမ်ငြိမ်မနေဘဲနဲ့ပေါ့နော်အတတ်နိုင်ဆုံးသူစ조사တဲ့အတွက်ကြောင့်နော်ဟိုသူကအဲသူ့ရဲ့လုပ်ငန်းတွေကအောင်မြင်တာပေါ့ဆိုတော့ bông xà miêu bò nó mà အဲ့လိုမျိုးလေးပေါ့နော်ဟိုချီကျူးခံရနိုင်ခြင်းရှိရပေါ့နော်အကယ်၍နှလုံးသားရေးရနဲ့ပတ်သက်လို့ရှင်လဲသူကတော်တော်လေးချစ်တတ်တဲ့သူပေါ့နော်အဲ့လိုပုံစံမျိုးပေါ့ခုနတည်းက reader ပြောတဲ့စကားထဲမှာတော့ပါတယ်ပေါ့နော်သူကအဲ့လိုမျိုးဆွဲလန်းကြည့်တယ်ပေါ့နော်တယောက်ဆိုတယောက်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေအချီကျူးခံရဖို့ရှိတယ်ပေါ့နော်ဒါနောက်တစ်ချိန်မှာ finally လေးတွေကပီးတွေဘယ်လိုလူမျိုးလဲဆိုတာကပီးတွေကြံရစ်နိုင်မယ်ပုံစံမျိုးဖြစ်ပါတယ်လို့ ဒါဆိုရင်ဖိုင်နှုံးလွယ်အဖြစ်ကိုဖတ်ပေးပြီးသွားပါပြီအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ next reading နဲ့မှာပြန်လည်ဆောင်ရွက်ကြမယ်နော်